ပလဲမြို့နယ်မှာတိုက်လေရင်ပြတ်ကြတာနဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူတို့ချို့သေဆုံးခဲ့ပြီးရွာ20ကျော်ကဒေသခံ2000ကျော်ဟာဆစ်ရှောင်နေကြပါတယ်။ဒါပြင်စစ်တပ်ကရိခါခဲရန်တွေဖြစ်တင်းနေကတော်လိုင်းတပ်တွေနဲ့စည်ရေးတင်းမာနေကြပါတယ်။စိုးသူအောင်တရင်ပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်တွေကကန့်တောင့်ကြေးရွာရဲစခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ရာကနေဂျွန်လာလာဆန်းပိုင်းကဆလို့တိုက်ပွဲတွေပြင်းထန်နေကြပါဗျ။ ကန်းတောင်ကျေးရွာရဲစခန်းကိုဂျွန်လ၂ရက်နေ့ဇီးပြုတ်ကုန်းကျေးရွာကိုဂျွန်လ၁ရက်နေ့ဒီမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဂျွန်လ၁ရက်နေ့မှာပလဲနေတဲ့ဘုံလာကျဲတဲ့ F7 လို့ယူဆရတဲ့စစ်တပ်လေရင်ဇပစစ်ကျေးရွာတွေကိုပြတ်ကျခဲ့ပြီးနောက်ဒီကနေ့ဂျွန်လ၁၂ရက်အထိလဲစစ်ရေးတင်းမာနေကြတော့မယ်လို့သိရပါတယ်။ MTP ရွာကလည်းအရှိဘတ်ကိုင်းနှုံးဘက်ထွက်တာလည်းထိတွေ့မှုအနေငယ်ဖြစ်တာလို့ရှိတာပေါ့တခြားနေရာတွေလည်းဒီတိုင်းပဲစစ်တော်ပြင်ထားတဲ့အခြေအနေပဲရှိပါသေးတယ်ဗျာဟိုမြေပြင်တက်တီကတော့အကုန်လုံးကတော့ဒီဒီရှိနေတော့မယ်ပေါ့နော်လေကြောင်းတက်ခိုင်းမှုတွေကတော့အင်းမိရုံကမိညာရုံကပလဲမျိုးပေါ်မှာဝိုင်းအဲ့လိုယူဆရတဲ့ရင်နဲ့ရိတ်ခါလေးစိလနဲ့ပစ္စည်းတွေချတာပဲရှိတယ် ဂျွန်လ10ရက်နေ့လေရင်ပြစ်ချခဲ့တဲ့နောက်ပိုင်းဂျွန်လ12ရက်ညပိုင်းအထိစစ်တပ်ကပလဲနေတဲ့ကိုဘုံလာကျဲတာမရှိသေးဘူးလို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီလေရင်ပြစ်ချမှုဖြစ်စဉ်နဲ့အရင်လေကြောင်းတိုက်ခိုက်ခဲ့တာတွေကြောင့်အ ਨੇ စုံပလဲဒေသခံ6ရောက်ဝင်ကျင်တိတ်ဆုံခဲ့ရပြီးရွာပေါင်း20ကျော်ကဒေသခံ2000ကျော်ထွက်ပြေးသိမ်းရှောင်နေရတယ်လို့တာဝန်ရှိသူတွေကရောဒေသခံတွေကပါအတိအပြုပြောကြပါတယ်။စစ်ဆောင်တွေကတော့ခက်တာပေါ်ရာဒီစိုးကောက်ဆောင်တဲ့ဟာလေးတွေကနည်းနည်း မိုးလေးပါလေလို့ဒီတော့မနေ့ကတနေ့ကမှကဆောင်လာအစပတိလေးရင်တက်ကြကတည်းကဆောင်ရတဲ့ဟာကြတော့အတကြီးတွေရောဒီလက်ပခံဒီပေါ်ဆောင်ကြရတာဟုတ်ဆောင်ကြတော့မိုးဝါကြီးတွေဆောင်ကြတာလေဒီဒီမကွေးတိုင်းမြိုင်ဘက်ကိုရောဆောင်ရတာပေါ့ဒီတောင်ပေါ်တွေရောဆောင်ရတာပေါ့သွားဓမ္မတွေကသွားအတွက်တော်တော်ဒုက္ခရောက်တယ်တကြီးတွေပါတော့လဲတကြီးတွေတော့ကလည်းဒုက္ခရောက်တာဗာကိုရင်းနီးရရင်းနီးရဆောင်ကြတာဆရာရဲ့ဒီမှာတရွာတဲ့လေစုနေကြတာမဟုတ်ကိုရင်းနီးရသွားကြတာလေအကုန်လုံးပြန်ကွက်သွားအောင်ပေါ့ ဒေသအခြေဆိုင်ပကဖနဲ့ပါဖရီပြီးတော့ရရလူကြီးတွေကအဲ့ဒီဆက်ဆောင်တွေကိုကူညီပေးနေပေမဲ့ဒီဆက်ဆောင်အားလုံးကို နေစရာနဲ့စားစရာ မစီစဉ်ပေးနိုင်တာကြောင့်အကူအညီတွေအရေးတကြီးလိုအပ်နေကြပါတယ်။ကမ်းတောင်ကျေးရွာကနေလမ်းမကြီးတိုင်းသွားရင်ခွနမိုင်လောက်အကွာမှာရှိတဲ့အင်မတီပြူရွာကိုရဟန်းရင်နဲ့စေချင်းထမနဲ့အင်အားဖြည့်ထားသလိုတော်လိုင်းတက်တွေကလည်းပိတ်ဆို့နေရာယူထားတာကြောင့်တိုက်ပွဲအချိန်ကြာလာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ လဲမျိုးနယ်ရဲ့အနောက်ဘက်မှာကံကောအရှိမမုံရွာနဲ့တောင်ဘက်မှာမြိုင်မျိုးနယ်တို့တည်ရှိတာကြောင့်ကန်းတောင်ရဲစခန်းဟာဆက်သွယ်ရေးအရေးပါတဲ့နေရာမှာတည်ရှိနေတာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ဟာလေဒုမလဲနော်အမကြီးမီနော်